ရန်ကုန်တိုင်းဒေသကြီးစီပင်သာယာနယ်နိမိတ်အတွင်းရှိမြို့နယ်33မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရဲ့ကြီးကြပ်မှုနှင့်မြို့ပြကျန်းမာရေးဌာနတွင်ဖွင့်လှစ်သွားမယ်လို့ကျန်းမာရေးဝန်ကြီးဌာနမှသိရပါတယ်။အဆိုပါမြို့ပြကျန်းမာရေးဌာနတွင်ကိုပြည်သူလူထုအတွက်ကျန်းမာရေးလုပ်ငန်းများတိုးချဲ့ဝန်ဆောင်မှုပေးနိုင်စေရန်လူတိုင်းအနာရောဂါကင်းပြီးတက်တန်းစေကျန်းမာစွာနေထိုင်နိုင်စေရန်ပြည်သူစေယုံကြီး ီးများ၌ပြသသောလူနာများကိုစဉ်ဆက်မပြတ်ကျန်းမာရေးဆောင်ရှောက်နိုင်စေရန်စားထည့်ရည်ရွယ်ချက်တွေနဲ့ဖွင့်လှစ်ပေးဖြစ်တယ်လို့သိရပါတယ်။ ်ဒီလိုမျိုးပြကျမ်းမာရေးဌာနတွေပုံမပေါ်ပေါက်လာခြင်းဖြင့်ပြည်သူတွေအနေနဲ့ကျန်းမာရေးမကောင်းပါကတွားရောက်ပြတာနိုင်မဲ့စေယုံစေခံတွေပုံမပေါ်ပေါက်လာမှာဖြစ်ပြီးမျိုးပြကျန်းမာရေးဌာနများမှသဆင့်လွှဲပြောင်းကုသမှုခံယူဖို့ရှိတဲ့ဒုနာတွေကိုလည်းရန်ကုန်မြို့ရှိပြည်သူစေယုံကြီးများတို့စနစ်တကျလွှဲပြောင်းပေးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ် ဒါအပြင်ပြည်သူစေယုံကြီးတွေမှသွားရောက်ပြသနေတဲ့လူနာတွေအတွက်နောက်ဆက်သွဲကျမ်းမာရေးစောင့်ရှောက်မှုတွေကိုလည်းမြို့ပြကျမ်းမာရေးဦးစီးဌာနတွေမှဆင်းဆက်မပြတ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။